ကဘာမြေကြီးပေါ်ကနေမြို့တုံးပြောက်ကွေလို့နေပါဖြစ်ခဲ့ကြတဲ့ဒရိတ်ဆန်မျိုးစင်များမင်္ဂလာပါတဘာမီစတောကနေကျေးဇူးပါရီကျွန်တော်တို့နေထိုင်ကြတဲ့ကဘာမြေကြီးမှာရှားပါရီဒရိတ်ဆန်မျိုးစိတ်ပေါင်းများစွာရှိပါရီဒါပေမဲ့လည်းချိုးတော်ဒရိတ်ဆန်မျိုးစိတ်တွေကအကြောင်းမျိုးမျိုးကြောင့်မလို့ကဘာမြေကြီးပေါ်ကနေမြို့တုံးပြောက်ကွေလို့နေပါဖြစ်ခဲ့ကြတဲ့ဒရိတ်ဆန်မျိုးစိတ်ပေါင်းများစွာကလည်းရှိကြပါရီဒီနေ့ဗီဒီယိုလေးမှာဆိုရင်တော့ကဘာမြေကြီးပေါ်ကနေမြို့တုံးပြောက်ကွေလို့နေပါဖြစ်သွားခဲ့ရတဲ့ဒရိတ်ဆန်မျိုးစိတ်ခုနှစ်မျိုးကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရီ နမခွန် Mountain Gorilla Gorilla မျက်ဝင်တွေက အများအားဖြင့်တော့ Rwanda, Uganda, Congo ဒေသတွေမှာသာနေထိုင်ကြဆားကြတာဖြစ်ပြီးတော့လူရည်ရဲ့မတရားညှဉ်းပန်းနှိပ်စက်မှုတွေသူတို့နေထိုင်ရာတောအုပ်တွေမှာကျူးကျော်ဖျုံတိမှုတွေနဲ့ကမ္ဘာစစ်ပွဲတွေကြောင့်မလို့တဖြည်းဖြည်းသေချေမှုများလာခဲ့ပြီးတော့မြို့သုံးပြောက်ွယ်လိုနေပါဖြစ်ခဲ့ရပါတယ်ဒါပေမဲ့လည်း World Wildlife Fund ရဲ့တင်းကျပ်တဲ့စည်းကမ်းနေတဲ့အတူလူရည်ရဲ့နေရာကနေတင်းကျပ်စွာကာကွယ်ထားတာကြောင့်အခုချိန်မှာ Gorilla မျိုးဝန်ကတထောင်ကျော်လောက်သာကျန်ရှိနေခဲ့ပြီလည်းဖြစ်ပါရယ်ခင်ဗျာ။ နံပါတ်6 California Content Gap California Content Gap တွေက American နိုင်ငံမှာသာနေထိုင်ကျဆားကြတာဖြစ်ပြီးတော့မြောက်အမေရိကရဲ့အကြီးဆုံးလင်းတာငတ်မျိုးစိတ်တွေဖြစ်မတန်းဝင်တဲ့ငတ်မျိုးစိတ်တွေလည်းဖြစ်ကြပါရီ။ Content Gap တွေကလူရီရဲ့အမဲလိုက်တက်ပြဲမှုနဲ့အတူသူတို့ကိုယ်တိုင်ရဲ့ပုံတိုးတဲ့သားကောင်းတွေအသားတွေကိုစားတောက်မှုတွေကြောင့်ဒိတ်ဆုံးမှုတွေကတဖြည်းဖြည်းနဲ့များပြလာခဲ့ပြီးတော့မျိုးသုံးပြောက်ကွေလို့နှီးပါဖြစ်ခဲ့ရပါရီ။ထန်ကွက်89ခုနှစ်တုန်းက California Content ငတ်တွေရဲ့အရေးအတွက်က29ကောင်လောက်တကြန့်ရှိနေကြတာဖြစ်ပြီးတော့ Arizona ပြည်နယ်မှာ California ခွန်တိုင်ငှက်တွေကိုပြန်လည်ပြုစုထိန်းသိမ်းမွေးမြူပေးမှုတွေကြောင့်မလို့အခုဆိုရင်တော့ California ခွန်တိုင်ငှက်အရေးအတွက်ကအကောင်ပေါင်း900ကျော်လောက်သာကျန်ရှိနေတာဖြစ်ပြီးတော့300ကျော်လောက်ကတော့တောအုပ်ထဲကိုပြန်လည်ရောက်ရှိသွားခဲ့ပြီလည်းဖြစ်ပါရီ။နံပါတ်9 Southern White Rhinoceros White Rhinoceros တွေကအများအပြားတော့ Africa နိုင်ငံမှာတွေ့ရှိနေတာဖြစ်ပြီးတော့ကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်တော့ဒီရဲ့အကောင်ကြီးတွေကိုကျန်လို့ခေါ်ဆိုကြပါရီ။ Rhinoceros တွေကမြို့တောင်လို့နေပါဖြစ်ခဲ့ရတဲ့အကြောင်းရင်းက တို့ရဲ့ဥကျိုးတွေကိုဖျက်တောက်ပြီးတော့မောင်ခိုဈေးကွက်မှာရောင်းချတဲ့အတွက်ကြောင့်မလို့ပဲဖြစ်ပါတယ်။ဒီလိုမောင်ခိုဈေးကွက်မှာရောင်းချရုံနဲ့မကဘဲနဲ့အလတန်စာတွေကိုဝတ်ဆင်တဲ့နေရာမှာလေတို့ရဲ့ဥကျိုးကိုအသုံးပြကြပါတယ်။ရီနိုဆေရော့တီရဲ့နေစဉ်နေတိုင်းတက်ဖြတ်မှုကတနေ့တစ်တနေ့ကိုများပြလာခဲ့တာဖြစ်ပြီးတော့မြို့သုံးလုံးနီးပါးအခြေအနေထိဖြစ်လာခဲ့ပြီးတော့ထန်ကွာခုနဲ့စောပိုင်းကာလတွေမှာဆိုရင်တော့ why rino sarot တွေရဲ့လက်ကျန်အကောင်ကြီးက90လောက်တာကျန်ရှိနေခဲ့ပြီးတော့ခုလက်ရှိအချိန်မှာတော့အကောင်ကြီး1600လောက်ကိုပြန်လည်မွေးဖွားခဲ့ပြီလည်းဖြစ်ပါတယ်။ နံပါတ်၄ Galapagos Blue Lake Galapagos လို့ခေါ်တဲ့ Blue Lake တွေကမူလကတော့ Ecuador နိုင်ငံကနေပေါက်ဖွားလာကြတာဖြစ်ပြီးတော့သူတို့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ဖွဲ့စည်းမှုတွေကြောင့် Blue Lake လို့တင်စားခေါ်ပေါ်ခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။ Galapagos Lake တွေကပင်လယ်ကမ်းရိုးတန်းကုန်းမြစ်တွေမှာနေထိုင်ချက်စားလိရှိကြပြီးတော့၁၈ရာစုနဲ့၁၉ရာစုတွေမှာဒေမောဒါကုန်းဒယ်ရီရဲ့ပင်လယ်သမားတွေရဲ့တက်ဖြတ်စားသောက်မှုတွေကြောင့်မျိုးသုံးလူနီးပါးထိကုန်မှာဖြစ်ခဲ့ရပါတယ်။ သူရဲ့အသားကိုစားတောက်ရုံနဲ့မကဘဲနဲ့ဥရီကိုပါလိုက်လံရှာဖွေမှုတွေအထိဖြစ်လာခဲ့တာဖြစ်ပြီးတော့မြို့ပေါ်မှုတွေလုံကမာနေပါခဲ့ပါရီဂလပက်ကော့စ်လို့ခေါ်တဲ့လက်တွေ့ရဲ့လက်ရှိရေတွက်က2000ကနေ2000ခွဲထိတာကျန်ရှိနေခဲ့ပြီလည်းဖြစ်ပါရီနံပါတ်3အမူရာတိုက်ကအမူရာကျားတွေကအများအပြားတော့ရုရှားနိုင်ငံနဲ့တရုတ်နိုင်ငံတွေမှာတော့ဒေတိုင်းကျဆားကြလိရှိကြပါရီအမူရာကျားတွေကမြို့သုံးလုံးနေပါဖြစ်ခဲ့တဲ့အကြောင်းရင်းက ဗီရီယက်တက်ဖြတ်မှုကြောင့်သာဖြစ်ပြီးတော့သူရဲ့ရေကုန်ငုံဝဲထဲနဲ့အခြားသောလက်ဆရီအသုံးဆောင်နေမှာအသုံးပြုဖို့ပဲဖြစ်ပါရည်အခုလက်ရှိချိန်မှာအမရင်ဂျာရီရဲ့ရေအတွက်ကအကောင်ရင်900ကနေ600ကျားတာရှိနေတာဖြစ်ပြီးတော့ဒါထရိတ်ဆက်မျိုးစစ်တစ်ခုအတွက်အင်မတန်ကုန်မှနေပါလုံးတဲ့ရေအတွက်တစ်ခုပဲဖြစ်ပါရည်နံပါတ်1 Grey Wolf Grey Wolf တွေကတော့အများအပြားမြောက်အမေရိကနဲ့ဥရောပနိုင်ငံတွေမှာသာတွေ့ရနိုင်ပါရည်သူတို့ကဝင်ပလီခွေးတွေဖြစ်တာကြောင့်မလို့တိုးစိတ်ကျဲဝက်တွေကိုသာစားတော့ဖန်းစားကြပါရည် ဒါကြောင့်မလို့လေဒီရဲ့ကောင်တွေကလူတွေရန်သူတော်တွေလည်းဖြစ်ကြပါရည်။ကဘာတွဲမှာတော့မာဂရေးဝူးဖ်တူရဲ့အရေးအတွက်ကနေသိန်းခန်းလောက်သာရှိတယ်ဆိုပေမဲ့သူတို့ပေါက်ဖွားရဒေတာဖြစ်တဲ့အမေရိကနဲ့ဥရောပနိုင်ငံတွေမှာဆိုရင်တော့အကောင်ပေါင်း6000လောက်ခန့်သာရှိပါရည်။နံပါတ်1 Gate Panther Giant Finder Gate Panther တွေကတော့တရုတ်နိုင်ငံကနေပေါက်ဖွားလာကြတာဖြစ်ပြီးတော့တတော်ဖြုံတိမှုနဲ့ဒူဝါထွက်နှုံနေပါမှုတွေကြောင့်အစာရေစာရှားပါခဲ့ပြီးတော့ဒေဆုံမှုတွေကများပြားလာခဲ့တာကြောင့်မျိုးတုံးလုံးနီးပါးဖြစ်ခဲ့ရပါရည်။ သူတို့ရဲ့နေကွေးတဲ့မျိုးပွားမှုတွေကြောင့်အခုလက်ရှိဂိတ်ဖန်နာရီရဲ့ရေအတွက်က1800ကျော်လောက်သာရှိပြီးတော့ဘန်နာဆောက်ရှောက်ရင်ဂီယာရီရဲ့ထိမ့်သိမ်းပေးမှုတွေကြောင့်သာပြန်လည်မျိုးပွားမှုကိုရရှိစေရတာလည်းဖြစ်ပါရည်။ဟုတ်ကဲ့ပါကျွန်တော်ခုပြောပြပေးသွားခဲ့တာတွေကတော့မျိုးသုံးပြောင်းကွယ်လို့နှိပါဖြစ်သွားခဲ့ရတဲ့တိရစ္ဆာန်မျိုးစိတ်ခုနှစ်မျိုးပဲဖြစ်ပါရည်။အစုံနှိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ။